င်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတကွလည်လာဆွေးနွေးကြမှာကတော့မြန်မာနိုင်ငံရဲ့တက္ကသိုလ်ပညာရေးဥပဒေဟောင်းတစ်ခုပါအဲ့ဒါကတော့1983ခုနှစ်ဥပဒေနဲ့သူ့ရဲ့ပြင်ဆင်ချက်တွေအကြောင်းဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီအချက်လက်တွေကိုတော့တက္ကသိုလ်ပညာရေးဥပဒေမူရင်းစာသားကနေပဲရယူထားတာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီဥပဒေကလည်းညမအစမြင့်ပညာရေးရဲ့အတိတ်ကအခင်းချင်းတစ်ခုကိုနားလည်ဖို့အမတန်အရေးကြီးတဲ့အခြေခံတစ်ခုလို့ဆိုနိုင်ပါတယ် ်ဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီဥပဒေမှာဖော်ပြခဲ့တဲ့အဓိကရည်မှန်ချက်တွေကဘယ်လိုမျိုးပြောင်းလဲလာခဲ့တယ်လဲပြီးတော့တက္ကသိုလ်တွေကိုဘယ်လိုတောင်းဝန်တွေပေးအပ်ထားတယ်လဲအဲ့ဒီတောင်းဝန်တွေကိုအကောင့်ထဲဖော်ဖို့ဘယ်လိုဖွဲ့စည်းပုံမျိုးရှိခဲ့တယ်လဲဆိုတာတွေကိုဆက်စစ်ကြည့်ဖို့ပါတယ်။ကောင်းပါတယ်ခင်ဗျာ။ကဲဒီတော့လေဒီဥပဒေပေါ်ပေါက်လာတဲ့အချိန်ကာလရဲ့နောက်ခံအချိန်နီအဲ့ဒီ1960နဲ့နောက်ပိုင်းမြန်မာဆိုရှယ်လန်းစင်ခေတ်ကာလပေါ့နော်။အဲ့ဒီနေဆက်လိုက်ကြအောင်။ဟုတ်ကဲ့ အဲ့ဒီဂျွန်ကူက62ခုနှစ်ဒေါ်လာဤတောင်စီတက်လာပြီးနောက်ပိုင်းချမှတ်ခဲ့တဲ့ညနာဆိုရှယ်လစ်လမ်းစဉ်ဆိုတာက1983ခုနှစ်တက်ကတော့ပညာရေးဥပဒေရဲ့အခြေခံစိတ်တက်ကိုအများကြီးလွှမ်းမိုးခဲ့တာအမှန်ပါပဲပြောရမယ်ဆိုရင်အစင်မြင့်ပညာရေးကိုအဲ့ဒီဆိုရှယ်လစ်လူ့ဘွေစည်းတည်ဆောက်ရေးဆိုတဲ့နိုင်ငံတော်ရဲ့ရည်မှန်းချက်အတွက်အဓိကကိရိယာတစ်ခုလိုမျိုးရှုမြင်ခဲ့ကြတာပေါ့ ဆိုတော့အဲ့ဒီ1983မူလဥပဒေရဲ့ရည်မှန်းချက်တွေကအဲ့ဒီ socialist စနစ်တိဆောက်ရေးဆိုတာကိုတိုက်ရိုက်ကြီးထင်နေခဲ့တယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်ဘလို့အချက်တွေအဓိကပါဝင်ခဲ့ပါတယ်လဲအဓိကကြတဲ့ရည်မှန်းချက်တွေကတော့တော်တော်လေးရှင်းပါတယ်အမ်ပထမဆုံးက socialist အတွေ့အခေါ်နဲ့ကိုကျင့်တရားရှိတဲ့ပညာရှင်တွေကြွန့်ကြံသူတွေမွေးထုတ်ဖို့ပေါ့ပြီးတော့ socialist စီးပွားရေးစနစ်ပြည်သူရေးရာလူမှုရေးတွေကိုအထောက်အကူပြုမဲ့ပညာရှင်တွေမွေးထုတ်ဖို့ဆိုတာတွေကရှေ့ဆုံးကပါဝင်ပါတယ်อืม နောက်တစ်ခုကအသက်မွေးဝမ်းကြောင်းအတွက်အရေးပါတဲ့တည်ပြင်းတဲ့ဤပညာကိုဦးစားပေးဖို့ Socialist စနစ်အောင်မြင်ရေးအတွက်တုတေသနတွေလုပ်ဖို့ပြီးတော့အလို့သမားလူတန်းစားကိုတံပိုးထားတဲ့တောင်လီးချင်ပေးဖို့အလို့သမားထုရဲ့အသိပညာနဲ့ကျွမ်းကျင်မှုတိုးတက်အောင်လုပ်ဖို့စတာတွေပါဝင်ခဲ့တယ်ခင်ဗျာဟုတ်ကဲ့ Socialist ရဲ့စကလုံးကိုတော်တော်လေးအသားပေးတုံ့ဆွဲခဲ့တာတတိပြုမိပါတယ်မှန်ပါတယ်အဲ့ဒီအချိန်ကအချိန်နေရအဲ့ဒီစကလုံးကအဓိကကြခဲ့တာကို ဒါက1983မူလအချိန်နေပေါ့ဒါပေမဲ့လေဒီဥပဒေကို1983 1983 1996 1996 1996ရှိမှပြင်ဆင်ခဲ့တယ်လို့ဆိုတယ်အထူးသဖြင့်1996ပြင်ဆင်ချက်မှာရီမန်းချိတ်တွေတိတိတတ်တတ်ပြောင်းလဲသွားတယ်ဆိုတာကတကယ်စိတ်ဝင်စားစရာပဲဘယ်လိုများပြောင်းလဲသွားတာပါလဲဟုတ်ကဲ့အဲ့ဒီ1996ပြင်ဆင်ချက်မှာရီမန်းချိတ်တွေကိုပြန်ပြီးတော့တတ်မှတ်တဲ့အခါမှာလေအတုံးနှုံးတွေအဓိကပြောင်းသွားတာတွေ့ရတယ်အထင်ရှားဆုံးကတော့ ဟုတ်တယ်အဆုံးကပြောတယ်လို့ socialist ဆိုတဲ့စကားလုံးညီမတခြားတွန်းတွန်းတွေဝင်လာတာပါပဲ။အော်ဟုတ်ကဲ့ဥပမာတစ်ခုတော့ပြောပြပေးနိုင်မလားရှင်။ရပါတယ်။ဥပမာအနေနဲ့ပြောရင်အရင်က socialist အတွေ့အခေါ်နဲ့ကုချင်းတရားလို့တွန်းကြတဲ့နေရာမှာပေါ့နော်။အခု1989ပင်စင်ချက်မှာတော့မြန်မာလူ့ဖွဲ့စည်းနဲ့လျော့ကန်တင့်မြတ်တဲ့စီမင်းစည်းကမ်းနဲ့ကုချင်းတရားကိုနားလေတဲ့ပညာတတ်တွေမွေးထုတ်ဖို့ဆိုပြီးပြောင်းလာတယ်။အင်း socialist အစားမြန်မာလူ့ဖွဲ့စည်းဖြစ်သွားတာပေါ့။ ဟုတ်ပါတယ်နောက်တစ်ခုက socialist စီးပွားရေးပြည်သူ့ရေးရာလူမှုရေးအတွက်ပညာရှင်မွေးထုတ်ဖို့ဆိုတဲ့အချက်ကလေးပို့ပြီးတော့ခြေပြန့်ထားတဲ့သဘောနိုင်ငံတော်အကျိုးပြုပညာတတ်များမွေးထုတ်ဖို့ဆိုပြီးဖြစ်လာတယ်ခင်ဗျတိပတ်နဲ့ဤပညာဦးစားပေးဆိုတဲ့အပိုင်းကကောဘယ်လိုပြောင်းသွားလဲအဲ့လာကတော့လေအတက်မွေးဝမ်းကြောင်းအတွက်အထောက်ကူဖြစ်စီမဲ့ဝိစာနဲ့တိပတ်ပညာကိုဦးစားပေးလေ့ကျင့်တင်ကြဖို့ဆိုပြီးတော့ပြောင်းလဲတွန်းလွှန်လာတာတွေ့ရတယ်ဟုတ်ကဲ့အလားတူပဲ socialist နဲ့အတွက်သူတည်တနာဆိုတာကလည်း နိုင်ငံတော်ကိုအချိုဖြစ်ထွန်းစေမဲ့သူတေသနာဆိုပြီးဖြစ်လာတယ်။ဂျန်ဒေအလုပ်ကိုတံပိုးထားရဲတို့အသိပညာတိုးတက်ရဲတို့ဆိုတဲ့အချက်တွေကတော့အတုံးလုံးနဲ့နဲ့ပြောင်းသွားပေမဲ့မူလအတိပယ်ကတော့အများကြီးကွာမတော့ဘူးလို့ဆိုနိုင်ပါတယ်။ဒီလိုစကလုံးတွေအတုံးလုံးတွေအထက်ပြောင်းလဲသွားတာကဘာကိုပြတ်တက်နေတယ်လို့သုံးသပ်နိုင်မလဲ။ဒီပြောင်းလဲမှုရဲ့နောက်ွယ်ကသွေဝိုက်တဲ့အတိပယ်ကဘာဖြစ်နိုင်မလဲရှင်။အဲ့ဒါကစီဝင်စားဖို့ကောင်းတဲ့အချက်ပဲ။ဒီပြောင်းလဲမှုတွေက 1988နောက်ပိုင်းနိုင်ငံရေးနဲ့စီးပွားရေးအပြောင်းအလဲတွေနဲ့တိုက်ရိုက်ဆက်ဆံနေတယ်လို့ယူဆလို့ရပါတယ်ခင်ဗျာ။ Socialist ဆိုတဲ့အတုံးလုံးကိုရှေ့တန်းမတင်တော့ပါနဲ့မြန်မာလူအဖွဲ့စည်းနိုင်ငံတော်အကျိုးဆိုတဲ့စကလုံးနဲ့အစားထုတ်လိုက်တာကအဲ့ဒီအချိန်ကအုတ်ချုံမှုစနစ်ရဲ့အာယုံဆိုင်ရာပြောင်းလဲလာတာကိုပြနေလာပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါပေမဲ့တတိပြုစရာတစ်ခုကဘာလဲဆိုတော့အစ်မမြင့်ပညာရေးဆိုတာဟာ နိုင်ငံတော်ရဲ့လိုအပ်ချက် နိုင်ငံတော်ကချမှတ်တဲ့လမ်းညွှန်ချက်တွေကိုအတိအကဖြည့်ဆည်းပေးရမယ်ဆိုတဲ့အခြေခံသဘောတရားကတော့အပြောင်းလဲမရှိဘူးဆက်ရှိနေခဲ့တယ်ဆိုတာပါပဲ။အော်ဆိုလိုတာကအပညာရေး policy ကနိုင်ငံတော်ရဲ့ဦးတည်ချက်အတိုင်းလိုက်ပါမယ်ဆိုတဲ့သဘောကတော့ခိုင်ခိုင်မာမာရှိနေစေပေါ့။ဟုတ်ပါတယ်။အဲ့ဒီသဘောတရားကတော့ဆက်ရှိနေစေပါ။အဲ့တော့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲ။ကောင်းပါပြီ။ရီမန်းချစ်တီပြောင်းလဲလာပုံကိုဆွေးနွေးပြီးပြီဆိုတော့လေ ဒီဥပဒေရတက်ကတော်တွေကိုဘလို့အဓိကလုပ်ငန်းတာဝန်တွေပေးအပ်ထားတယ်လဲဆိုတာလေးဆက်ကြည့်ကြအောင်ဟုတ်ကဲ့ရပါတယ်ဥပဒေမှာတက်ကတော်တွေရဲ့လုပ်ငန်းတာဝန်တွေကိုတော်တော်လေးတိတိကျကျတမပေးထားတာရှိပါတယ်အဓိကအချက်တွေကိုပြောရမယ်ဆိုရင်တော့ပထမဆုံးကနိုင်ငံတော်ရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးစနစ်တွေနဲ့ကိုက်ညီတဲ့ဘာသာရပ်တွေကိုတင်ကြားပေးဖို့ပေါ့ပြီးတော့အဲ့ဒီစနစ်တွေတဲ့လိုအပ်တဲ့ပညာရှင်တွေကျွမ်းကျင်သူတွေဥမာပြောရင်ဆရာဝန်တွေအင်ဂျင်နီယာတွေ စိုက်ပျိုးရေးပညာရှင်တွေစသဖြင့်မွေးထုတ်ပေးဖို့။နောက်ပြီးသူတေသနာလုပ်ငန်းတွေလုပ်ဖို့နဲ့ဘုဗ္ဗတုတ္တပေါ်ပါပြန်ပါရေးစီမံကိန်းတွေရေးဆွဲဖို့စာမျိုးဝေတွေကျင်းပဖို့ပြီးတော့အောင်မြင်လက်ကျောင်းသားတွေကိုပွဲလို့ဒီပလိုမာတို့လက်မှတ်တို့အနှင်းဖို့စတာတွေကအဓိကပါဝင်ပါတယ်ခင်ဗျာ။ဒါတွေကပညာရေးဆိုင်ရာအဓိကတာဝန်တွေပေါ့နော်။တခြားပါတာဝန်တွေရှိသေးလဲရှင်။ဟုတ်ကဲ့။တခြားအရေးကြီးတဲ့တာဝန်တွေလည်းရှိပါသေးတယ်။ ဥပမာပြောရင်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့နေထိုင်ရေးနဲ့စီကံပိုင်ကိုကြီးကြပ်အုပ်ချုပ်ဖို့သူတို့ရဲ့ကျောင်းမအရေးနဲ့ကာယကျန်းခံရေးတိုးတက်အောင်စီမံပေးဖို့ဆိုတာတွေလည်းပါဝင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့အပါတက္ကသိုလ်ရဲ့အဓိကရည်မှန်ချက်တွေအောင်မြင်ဖို့လိုအပ်တဲ့တခြားကိစ္စရဲ့အားလုံးကိုဆောင်ရွက်ဖို့ဆိုပြီးတော့အဆုံးသတ်ထားတာရှိတယ်။ဟုတ်ကဲ့ဒီတော်ဝင်ဒီကိုချိလိုက်ရင်တက္ကသိုလ်ရဟပညာသင်ကြားရေးတက်တက်ပဲမဟုတ်ပဲနဲ့နိုင်ငံတော်ကမျှော်မှန်းတဲ့ပုံစံအတိုင်းပညာတတ်တဲ့ကိုပုံသွင်းပေးရတဲ့အဖွဲ့အစည်းတွေဖြစ် တက်မှတ်ထားတယ်ဆိုရဲတဘိုးမျိုးတက်ရောက်နေတယ်နော်ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့လိုကောက်ချက်ချနိုင်ပါတယ်ခုနပြောသွားတဲ့အထဲမှာကျောင်းရာစီကန်ထင်းထင်းကြီးကိုတက်ကတော်ရဲ့တာဝန်တစ်ခုအဖြစ်တီးတန့်ထည့်သွင်းထားတာကလည်းနည်းနည်းလေးထူးခြားတယ်လို့ထင်မိတယ်အဲ့ဒီအချိန်ကအချိန်ကြီးအရာအဲ့ဒါကဘလော့အေးပါခဲ့လို့ပါလဲအဲ့ဒါကစိတ်ဝင်စားစရာမျိုးကွန်ပါပဲကျောင်းရာစီကန်ထင်းထင်းကြီးကိုတက်ကတော်ရဲ့တာဝန်ဖြစ်တက်မှတ်ထားတာကရှူတောင်းတစ်ခုကနေကြည့်လို့ရနိုင်တယ်ခင်ဗျာတခုကတော့ဟုတ်တယ်တင်ကြောင်းရုပ်ဝင်းချင်းတီငင်အေးချဖို့လွှတ်ချက်အရောအဲ့ညီတဲ့ပညာတက်တွေဖြစ်လာအောင် လီချင်ပုံသွင်းပေးဖို့ဆိုတဲ့ရည်ရွယ်ချက်လည်းပါနိုင်တာပေါ့အလားတူပဲဘွေအနှင်းချင်းဆိုတဲ့တာဝန်ကလည်းတက္ကသိုလ်ကနိုင်ငံတော်အတွက်လိုအပ်တဲ့ပညာတတ်တွေကိုတရားဝင်အရေးတွေဖြစ်မိကြောင်းအတိမတ်ပြုပြီးမွေးထုတ်ပေးလိုက်ပြီးဆိုတဲ့အမှတ်တံကေထားတခုဖြစ်နေလာပေါ့အော်ဟုတ်ကဲ့ရှင်းသွားပါပြီကောင်းပြီလေဒီလိုရည်မှန်းချက်တွေတာဝန်လေးကိုအကောင့်ထည့်ဖို့ပို့ကြတော့ဘလို့ကြီးကြပ်မှုဖွဲ့စည်းပုံမျိုးရှိကြတယ်ဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင် ီပိုင်းကတော့နည်းနည်းရှုထွေးနိုင်မယ်လို့ထင်တယ်နော်ဟုတ်ကဲ့ဖွဲ့စည်းပုံကတော့တော်တော်လေးအသေးစိတ်ကြပါတယ်ဥပဒေမှာကြည်လိုက်ရင် အစင်မြင့်ပညာရေးတစ်ခုလုံးကိုကြည်ကြဖို့အဓိကအဖွဲ့အစည်းကြီးနှစ်ခုဖွဲ့စည်းထားတာတွေ့ရတယ်ပထမတစ်ခုကတက္ကသိုလ်များဗဟုကောင်စီလို့ခေါ်ပါတယ်ခင်ဗျာဒါကအမင်းဆုံးအဆင့်ကြီးချက်ရေးအဖွဲ့လို့ပြောလို့ရတာပေါ့ဒီကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်အလုံးကိုခြုံငုံပြီးတော့မွာရပိုင်းဆိုင်ရာလမ်းညွှန်မှုတွေပေးဖို့ကြီးကြပ်ဖို့ပါပဲ အဖွဲ့ဝင်တို့ကိလိုင်လဲအရထင်ရှားတယ်။ပညာရေးဝန်ကြီးကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တယ်။ပြီးတော့တခြားသက်ဆိုင်ရာဝန်ကြီးဌာနကဝန်ကြီးတွေအစိုးရကတာဝန်ပေးတဲ့ပုဂ္ဂိုလ်တွေပညာရေးဌာနအကြီးအကဲတွေပမောခချုပ်တွေအစရှိသဖြင့်ပါဝင်တာတွေ့ရတယ်။ဟင်းဒီဖွဲ့ရှိပုံကိုကြည့်ရနေကိုတက္ကသိုလ်ရဲ့မဟာဗျူဟာပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေကအစိုးရရဲ့လမ်းညွှန်မှုအောက်မှာတော်တော်လေးတိုက်ရိုက်ရှိနေတယ်ဆိုတာမျိုးထင်ရှားနေတာပေါ့နော်။ဟုတ်ပါတယ်။အဲ့ဒီသဘောပါတယ်။ ဆိုလိုတာကတကတော်ရရဲ့ကိုပိုင်ဆုံးဖြတ်လုကင်ခွင်းကအတိုင်းအတာတစ်ခုအထိအကန့်တချိနိုင်တယ်လို့ပြောရမှာပေါ့နော်ဒီဘ ਹੁ ကောင်စီကဘယ်လိုဆုံးဖြတ်ချက်မျိုးတွေကိုချမှတ်ပိုင်ခွင့်ရှိခဲ့တာလဲအထက်ကတာဝန်ဒီကိုချင်းရဲ့တကတော်ပညာရေးရဲ့အထွေထွေလမ်းညွန်မှုတွေချမှတ်ထားမျိုးတွေတကတော်ကောလက်အသက်တွေဖွင့်လှစ်ဖို့လိုအပ်ရင်အစိုးရကိုထောက်ခံတင်ပြရတာမျိုးတွေဟုတ်ကဲ့ပြီးတော့ဘွဲအမျိုးအစားတွေတတ်မှတ်တာကျောင်းတော်ဦးကြီးဘလောက်လက်ခံမယ်ဆိုတာတတ်မှတ်တာ နိုင်ငံတော်အကလိုအပ်တယ်လို့ယူဆတဲ့သူတည်တဲ့လုပ်ငန်းတွေတတ်မှတ်တာဆရာတွေရေးချင်းတတ်မှတ်တာဂုံတူးဆောင်ပွဲတွေအမှန်ဖို့ဆုံးဖြတ်တာစတဲ့အရေးကြီးတဲ့ခေတ်ဆရာတွေအများကြီးပါဝင်ပါတယ်ခင်ဗျာอืมအကျန်းဖြင့်ပြောရရင်တော့တက်ကတော်တွေဘာလို့အမဲဘဲဥရီချက်တိုင်းတွားရမယ်ဆိုတော့ကိုအပေါ်ကနေမူဝါဒချပေးတဲ့အဖွဲ့အစည်းကြီးပေါ့ဟုတ်ကဲ့တကဘဟုတ်ကောင်းစီပေါ့ဒါဆိုဒုတိယအဓိကအဖွဲ့အစည်းကောဘာဖြစ်မလဲရှင်ဒုတိယတစ်ခုကတော့တက်ကတော်များတင်ကြားရေးကောင်းစီဘူးအဖွဲ့ပေါ့ အင်္ဂလိပ်လိုတော့ Council of University Centers Academic Bodies လို့သုံးနှုန်းတာရှိပါတယ်။နာမည်မှာပါတဲ့အတိုင်းပဲဒါကပညာရေးဆိုင်ရာကိစ္စရပ်တွေကိုအဓိကအာရုံစိုက်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတက္ကသိုလ်ပညာရေးရဲ့အရေးသွေးအစဉ်အတန်းတင်ယုံညွန့်တန်းစာမျက်ဖွဲ့စာရတွေကိုကြီးကြပ်ဖို့ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။သူ့ရဲ့ဖွဲ့စည်းပုံနဲ့တာဝန်တွေကကိုခုနကဗဟိုကောင်စီနဲ့ဘလို့ကွာခြားတော့ပါတည်တယ်။ဖွဲ့စည်းပုံကတော့အများကြီးအဆင့်တူပါတယ်ခင်ဗျာ။ ပညာရေးဝန်ကြီးကပဲဥက္ကဋ္ဌလော်တန်ဒူးဝန်ကြီးတွေတခြားဝန်ကြီးဌာနကဒူးဝန်ကြီးတွေပါမောခချုပ်တွေပါလာခြင်းတူပါတယ်အဓိကကွာခြားချက်ကသူ့ရဲ့လုပ်ငန်းတာဝန်တွေမှာပညာရေးဆိုင်ရာအသေးစိတ်ကိစ္စတွေကိုပို့ပြီးတော့အာရုံစိုက်တာပါပဲဟောဟုတ်ကဲ့ဥမာပညာရေးအစဉ်တန်သတ်မှတ်တာတက္ကသိုလ်ဝန်ခွင့်အရေးချင်းနဲ့ရွေးချယ်ရေးစနစ်ကိုဘယ်လိုလုပ်မယ်ဆိုတာသတ်မှတ်တာသင်ကြားရေးနီးစနစ်တွေစာမွေးပွဲစီမင်းစည်းကမ်းတွေသတ်မှတ်တာ နောက်ပြီးတော့ဆရာရဲ့အရေးချင်းတဲ့သူရေတနလုပ်ငန်းတွေကို အသေးစိတ်ကြီးစုအတီးပြူတာတက္ကသိုလ်အသီးတီကလုပ်တဲ့သူရေတနတွေကိုပေါင်းစပ်ညီလိုင်းပြတာစတာတွေပေါ်ပေါ်ပါတယ်။အင်းပြောရရင်တော့ဘိုးကောင်စီကမဟာဗျူဟာချပီးတယ်ဆိုရင်ဒီတင်ကြရေးကောင်စီဘိုးဖက်က ပညာရေးပိုင်အကောင့်ထယ်ဖော်မှုလုပ်ငန်းတွေကိုပိုပြီးအာရုံစိုက်တယ်လို့ဆိုနေတာဗော။ဒီလိုဗဟုအဆင့်ကောင်စီကြီးနှစ်ခုတောင်ရှိနေတယ်ဆိုတာကတော်တော်လေးထိန်းချုပ်မှုတင်းကျပ်တဲ့သဘောကိုပြလေတယ်လို့ပဲနော်။တက္ကသိုလ်လိုက်ကိုလည်းအုတ်ချုပ်ခွင့်ဆိုလာမျိုးကဘလောက်အထိရှိနိုင်မှာမလဲ။ဟုတ်ကဲ့။အဲ့ဒါကအရေးကြီးတဲ့အချက်ပါပဲ။ဒီဖွဲ့စည်းပုံကိုကြီးကျင်းအားဖြင့် assessment ပညာရေးဟာဗဟုနှင့်အထက်အောက်အဆင့်ဆင့်တော်တော်လေးတင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတဲ့စနစ်တစ်ခုဖြစ်ခဲ့တယ်လို့ကောက်ချက်ချနိုင်ပါလေခင်ဗျာ။ တက္ကသိုလ်ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်အထူးသဖြင့်ပညာရေးဆိုင်ရာမူဝါဒတွေတင်ယိုးညွန့်တန်းတွေစီမံခန့်ခွဲမှုတွေမှာလွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကဒီဥပဒေအရတော့အကန့်အသတ်နဲ့ပဲရှိခဲ့တယ်လို့သုံးသပ်နိုင်ပါတယ်။ရှင်းပါတယ်။ဒါကအမြင့်ဆုံးအဆင့်ကြီးကြပ်မှုအပိုင်းမှာအဲ့ဒီအောင်နေစဉ်စီမံခန့်ခွဲမှုအပိုင်းကတော့ဘလို့ဖွဲ့စည်းထားလဲရှင်။နေစဉ်စီမံခန့်ခွဲမှုမှာတော့ပညာရေးဝန်ကြီးဌာနကတက္ကသိုလ်တွေကိုတိုက်ရိုက်အုပ်ချုပ်တယ်လို့ဥပဒေမှာဖော်ပြထားတယ်ခင်ဗျာ။ ဒါပေမဲ့အစိုးရသဘောတူညီချက်နဲ့တခြားသက်ဆိုင်ရာဝင်ကြီးဌာနတွေဥပမာကျမယူဝင်ကြီးဌာနစိုက်ပျိုးရေးဝင်ကြီးဌာနကသက်ဆိုင်ရာတက္ကသိုလ်ကောလိပ်တွေကိုအုပ်ချုပ်တာမျိုးလည်းရှိနိုင်တယ်လို့ဆိုထားတယ်။ဟုတ်ကဲ့။ပညာရေးဝင်ကြီးဌာနလအောက်မှာတော့စီမံခန့်ခွဲမှုလွေခုအောင်လို့အဆက်မြင့်ပညာဦးစီးဌာနဆိုပြီးတော့အောက်မြန်မာပြည်အတွက်တစ်ခုအထက်မြန်မာပြည်အတွက်တစ်ခုခွဲပြီးဖွဲ့စည်းထားတာမျိုးရှိခဲ့ပူပါတယ်။ ဆိုတော့ဘ ਹੁ ကောက်စီတွေအောက်မှာဝင်ကြီးဌာနဝင်ကြီးဌာနအောက်မှာဦးစီးဌာနတွေရှိမယ်ပြီးတော့မှတက္ကသိုလ်အဆင့်ကိုရောက်လာမယ်ပေါ့တက္ကသိုလ်အဆင့်မှာကဘယ်လိုဖွဲ့စည်းပုံမျိုးရှိတယ်လဲရှင်ဟုတ်ကဲ့တက္ကသိုလ်တစ်ခုချင်းစီအဆင့်မှာလဲသူ့ရဲ့လုပ်မန်းတွေကိုခွဲဝေဆောင်ရွက်နိုင်ဖို့အဖွဲ့စည်းနှစ်ခုကိုဘ ਹੁ ကောက်စီကပဲဖွဲ့စည်းပေးထားတာရှိပါသေးတယ်ပရမတ်တစ်ခုကတော့တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့လို့ခေါ်ပါတယ်ခင်ဗျာ တကယ်တော့စီမံခန့်ခွဲရေးအဖွဲ့သူကဘာတွေကိုအထူးကတာဝန်ယူရတာပါလဲဒီဒီအဖွဲ့ကတက္ကသိုလ်ရဲ့နေ့စဉ်လုပ်ငန်းလည်ပတ်မှုနဲ့စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေကိုအဓိကတာဝန်ယူရတာပါဥပမာပြောရင်ဗဏ္ဍာရေးကိစ္စတွေကျောင်းသားစည်းကမ်းထိန်းသိမ်းရေးကိစ္စတွေတက္ကသိုလ်နေမည်ပန့်ချင်းတာယာကြီးပြီးတော့အားကစားရေးချိမှုကျမကြီးအဆောင်နေထိုင်ရေး ညာသင်စုတို့လက်ခမာတို့ရွေးချယ်ရေးစားရကိစ္စရပ်တွေကိုတာဝန်ယူရတာပါခမညာအင်းလုံငတ်လေပမှုအပိုင်းပုံနော်ဟုတ်ပါသူရဲ့ဖွဲ့စည်းပုံမှာလဲပမုခချုပ်ဒုပမုခချုပ်ဒီအဖြစ်ဝင်ကြီးဌာနကိုစားလေဘဟုကောင်စီကိုစားလေတက္ကသိုလ်ဆရာကိုစားလေဒီပါဝင်တာတွေ့ရပါတယ်ဟုတ်ကဲ့ဒါဆိုဒုတိယတက္ကသိုလ်ဆင်အဖွဲ့ကကောပါလဲရှင်ဒုတိယအဖွဲ့ကတော့တက္ကသိုလ်တင်ကြားရေးဘုတ်အဖွဲ့ပေါ့ University Senate လို့လည်းခေါ်ပါလဲ ဒီအဖွဲ့ကတော့တက္ကသိုလ်တစ်ခုအတွင်းကပညာရေးဆိုင်ရာကိစ္စတွေကိုအဓိကတာဝန်ယူပါတယ်ခင်ဗျာသူ့မှာတော့ပမောခချုပ်ဒုပမောခချုပ်ပမောခတွေဌာနမှုတွေပြီးတော့တချို့ပြင်ပပညာရှင်တွေလည်းပါဝင်ဖွဲ့စည်းထားတာတွေ့ရတယ်ဟုတ်ကဲ့သူတို့ရဲ့ပညာရေးဆိုင်ရာတာဝန်တွေကတော့ဘာတွေဖြစ်မလဲအဓိကတော့နိုင်ငံတော်ရဲ့စနစ်နဲ့ကိုက်ညီတဲ့တင်ကြားရေးဖြစ်အောင်ညှိနှိုင်းအကြံပေးတာမျိုး ဘာသာရဌာနအလိုက်တင်ပြလာတဲ့တင်ရိုးညွှန်းနံဒီကိုစစ်စစ်ပြီးတော့အထက်ကအစစ်မြင့်တင်ကြားရေးကောင်စီဘို့အဖွဲ့ကိုဆက်တင်ပြတာ။ဟွန်းစံဝေးဖွဲ့တွေကျင်းပါတာရလဒ်တွေထုတ်ပြန်တာဖွင့်နယ်စုတွေအနှင်းဖို့ဆုံးဖြတ်တာဌာနတက်တွေဖွင့်ဖို့လိုအပ်ရင်ထောက်ခံတာကျောင်းသုံးစာအုပ်တွေကိုတုံးတက်အတည်ပြုတာဘွယ်လွန်တင်တန်းတွေဖွင့်ဖို့ထောက်ခံတာစတဲ့တက္ကသိုလ်တစ်ခုရဲ့ပင်မပညာရေးဆိုင်ရာလုပ်ငန်းတွေကိုတာဝန်ယူဆောင်ရတာပေါ့။အိုး ဒီတော့တက္ကသိုလ်တစ်ခုထဲမှာတင်စီမံခန့်ခွဲရေးဖွဲ့တင်ကြားရေးဖွဲ့ဆိုပြီးနှစ်ဖွဲ့ခွဲထားတဲ့ຢာကိုအန်အောစီရတယ်။အဲ့တော့အနစ်ချုပ်ကြည့်လိုက်ရင်ဘဟုဝဆက်မှာကောင်စီနှစ်ခုအဲ့ဒီအောက်မှာဝင်ကြီးဌာနဦးစီးဌာနဆင့်ပြီးတော့မှတက္ကသိုလ်ဆင့်မှာအဖွဲ့နှစ်ခုဆိုပြီးတော့အလွာပေါင်းမြောင်များစွာနဲ့တော်တော်လေးကိုရှုပ်ထွေးတဲ့ဖွဲ့စည်းပုံကြီးဖြစ်နေရပေါ့။ဟုတ်ပါတယ်။ဒါကတော်တော်လေးအေးစိတ်ကြပြီးတော့အဆင့်ဆင့်ထင်းချုပ်ချားတဲ့စီမံခန့်ခွဲမှုပုံစံတစ်ခုပါပဲ။ဒီလိုဖွဲ့စည်းပုံကအဲ့ဒီအချိန်က အစင့်မြင့်ပညာရေးကိုနိုင်ငံတော်ကဘလောက်အထိအနီးကထိန်းချုပ်ကွက်ကဲလိုခဲ့တဲ့ဆရာကိုကောင်းကောင်းမိမောင်းထုတ်ပြနေတယ်လို့ဆုနိုင်ပါတယ်ခင်ဗျာကောင်းပါပြီရှင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာလေးကိုအဓိကမှတ်သားစရာအဖြစ်နဲ့ပြန်ပြီးကောက်နှုတ်ကြည့်ရရင်တော့ 1983မူလဥပဒေက Socialist ညီမိုင်းချက်တီကိုအခြေခံခဲ့တယ်။နောက်ပိုင်းကျင်စင်ချက်တီမှာတော့အဲ့ဒီအတုံးလုံးကြီးအစနိုင်ငံတော်အကျိုးပြုဆိုတဲ့အတုံးလုံးတွေနဲ့ပြောင်းလဲလာတဲ့ညီမိုင်းချက်တီအကြောင်းပြီးတော့တက္ကသိုလ်တွေကိုတင်ချရေးသူသေးသနာចောင်းသားရေးရဆတဲ့တိကျတဲ့လုပ်ငန်းတာဝန်တွေပေးရထားပုံနောက်ဆုံးအဲ့ဒါတွေအားလုံးကိုကြီးချက်ထို့အတွက်ဗဟိုကောင်စီနှစ်ခုကနေစလို့တက္ကသိုလ်အဆင့်အဖွဲ့တွေအထိတိစောက်ထားတဲ့အလွှာဆုံးအဆင့်ဆင့်ကြီးချက်မှုနဲ့စီမံခန့်ခွဲမှုဖွဲ့စည်းပုံအကြောင်းတွေကိုဆွေးနွေးခဲ့ကြပါတယ် မှန်ပါတယ်ခင်ဗျာဒီဥပဒေရဲ့မူပေါင်းတွေရင်မချက်တွေပြီးတော့ဖွဲ့စည်းပုံတွေကိုလေ့လာခြင်းအချက်အဲ့ဒီခေတ်ကာလကမြန်မာတက္ကသိုလ်ပညာရေးစနစ်ရဲ့ရည်ရွယ်ချက်တွေဦးစားပေးမှုတွေနဲ့နိုင်ငံတော်ရဲ့မျှော်မှန်းချက်တွေကြားကဆက်နွယ်မှုတွေကိုကောင်းကောင်းနားလည်နိုင်ပါတယ်အထူးသဖြင့်ဘဟုဦးစီးမှုဘလောက်အားကောင်းကြတယ်ဆိုတာကိုလည်းတော်တော်လေးမြင်သာရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့လေးစဉ်းစားစရာအတွေးလေးတစ်ခုဝင်မြချင်ပါမယ် ဒီဥပဒေမှာတွေ့ရတဲ့အမတ်တန်အသေးစီကြလာတဲ့ဖွဲ့စည်းပုံအဆင်ဆင်းရဲ့ပြီးတော့နိုင်ငံတော်ရဲ့လိုအပ်ချက်ကိုရှေ့တန်းတင်ထားတဲ့ရည်မှန်းချက်တွေကိုကြည့်ပြီးစဉ်းစားစရာရှိလာလာကတော့အစ်မင်းပြင်ကြရေနိုင်ငံတော်နဲ့လူအဖွဲ့စည်းကြကဆက်နွယ်မှုကိုဘလို့အခြေခံတဘောတရားတွေနဲ့ချင်းကပ်ခဲ့တယ်လဲဆိုလိုက်ရဲ့ဒီလိုအသေးစိတ်သတ်မှတ်ပြီးဘ ਹੁ ကတင်းချက်စွာထိန်ချုပ်ထားတဲ့မှုပုံမျိုးက တက္ကသိုလ်ရဲ့ပင်မရည်ရွယ်ချက်ဖြစ်တဲ့အတ္တိပညာရှာဖွေဖို့ထုတ်မှုစံတတိထုံမှုဒါမှမဟုတ်ဝေဖန်ပိုင်းခြားစင်းစော တွေးခွန်နိုင်စွမ်းတွေကိုဘလောက်အထိအားပေးနိုင်ခဲ့မလဲဒါမှမဟုတ်ရအဟအတာတွေဖြစ်စေခဲ့မလားဆိုတာကတော့ကျွန်မတို့အားလုံးဆက်လက်ပြီးလို့စဉ်းစားဆင်ခြင်ကြည့်ဖို့ကောင်းတဲ့အချက်တစ်ချက်ဖြစ်မယ်လို့ထင်ပါတယ်ရှင်